EB3 ဗီဇာနဲ့အလုံလျှောက်ထားနိုင်တဲ့မြို့တွေမှာဘလို့ချီနေမျိုးတွေရှိနိုင်လဲ Michigan Michigan ပြည်နယ်ဟာဆိုရင်စီးပွားရေးမှာတော့ကားထုတ်လုပ်မှုရေးစက်မှုလုပ်ငန်းတို့ကြောင့် American ရဲ့ကားမျိုးတော်လို့ဆိုနိုင်ပါတယ်ပညာရေးမှာဆိုရင်တော့ University of Michigan က USA မှာအဆင့်မြင့်ဆုံးတက္ကသိုလ်တွေထဲကတစ်ခုဖြစ်ပါတယ်လမ်းမဆက်သွယ်ရေးမှာဆိုရင် metro airport bus train စတာတွေရှိတဲ့တော့ကြောင့်သွားရလာရတာလွယ်ကူပါတယ်။ယာဒီဥဒုကတော့စောင်းမှာနှင်းများပြီးညွေမှာတော့တာမန်ပူတဲ့ယာဒီဥဒုမျိုးဖြစ်ပါတယ်။တလရဲ့နေထိုင်စားသောက်ကုန်ကျစရိတ်ကဆိုရင်တော့ဒေါ်လာ2000ကနေဒေါ်လာ3000ကျားမှရှိနိုင်ပါတယ်။မြို့ကြီးတွေဖြစ်တဲ့အတွက်ကြောင့်ဈေးနှုန်းတင်းတင်းပြီးတော့အနည်းချုပ်အနေနဲ့မစ်ချီကန်ဟာ ကားဆက်မှုလုပ်ငန်းမှာထိတ်ဆုံးဖြစ်ပြီးတော့ပညာရေးနဲ့သူတည်တနာအတွက်မှလည်းတင့်တော်သောမျိုးတစ်မျိုးဖြစ်ပါတယ်။ EV3 နဲ့ပတ်သက်ပြီးတော့အသေးစိတ်သိရှိလိုပါကကျမတို့ရဲ့ Liberty Visa ကိုဆက်သွယ်စုံစမ်းနိုင်ပြီးတော့အခမဲ့ဆွေးနွေးနိုင်ပါတယ်ရှင်။